အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ YBS နဲ့မြင်းနေကုန်းသွားတာအတော်ကြီးတယောက်ရဲ့တူစင်းနဲ့တူတာခံခဲ့ရတဲ့အမျိုးသမီးငယ်လေးရဲ့ရုပ်တံဗီဒီယိုပိုင်းလေးကိုအားလုံးတိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလေဒီဗီဒီယိုပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလေးမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာ ပြန်လေကြိုဆိုလိုက်ပါတယ်ဗျာအေးကြည့်လို့ပေါ့နော်ဒီဗီဒီယိုဖိုင်ကိုကြုံပါပဲနဲ့အဆုံးထိကြည့်သွားပြပါပေါ့နော်ပို့ဒီနေ့ကြုံတွေ့ခဲ့တဲ့ကိုတွေ့ဖြစ်ဖြစ်လို့ပြောပြခြင်းနဲ့အရင်လေပေါ့နော်ကြောက်ဖို့ကောင်းနေပေါ့နော်အာဆက်ပြီးတော့ဘလို့ဖြစ်သွားမလဲတောင်မတွေ့ရစရာပေါ့နော်အဲ့လိုမျိုးအကြောင်းအရာကြုံတွေ့ခဲ့တာမဟုတ်လို့ပို့ကနောက်နောက်နောက်ဆင်ကျင်နိုင်မယ်ရှောင်ကျင်နိုင်မှာဖြစ်တဲ့အတွက်ပို့ကိုတွေ့ကိုပြောပြလိုက်တဲ့အခါမှာတခြားသူတွေလည်းဆင်ကျင်နိုင်မှုရှောင်ကျင်နိုင်မှုဖြစ်သွားအောင်လို့ပို့ကဒါမျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်အာပို့ဒီနေ့ separate မှာ ဈေးဝယ်ပွဲရှိလို့ဆိုပြီးတော့ပူသွားတယ်ပိုးတော့အိမ်နဲ့ဆပရင်နဲ့ကသုံးလက်မှတ်တိုင်ပဲခြားတော့ပေါ့နော်ပိုးက1 BN နဲ့ပဲသွားမယ်ပေါ့ဒီအေကွန်လဲအေးဆစ်ဆစ်လေးပေါ့နော်ကားလဲ6နဲ့နေရာလဲရမယ်ဆိုတော့အဲသွားတယ်သွားတော့ကားပေါ်တက်တဲ့ခါမှာပိုးနေရာရနေရာရတယ်ထိုင်တဲ့နေရာကဒီ brain box ပေါ့နော် brain box ဒီဘက်မှာဘေးမှာနှစ်ယောက်ထိုင်ကုန်ဆိုတော့ဘေးမှာတယောက်လွတ်တယ်လွတ်တော့အတော်ကြီးတယောက်လာထိုင်တယ်။ तू ကထိုင်မိရတယ်ပို့မေးတယ်တမိပမာဆင်းမလဲတဲ့ဆိုတော့ဒီမြေနေကုန်းနေလို့ separate လို့ပြောတယ်။ तू ဟားတယ်ပြောတယ်။ဟားဆိုတော့ဘာဖြစ်လို့လဲပေါ့နော်စိတ်ထဲမှာထင်လိုက်တာ။အော်အာငါထားတဲ့ခါကျလို့ရှိရင် तू ကြော်ပြီးတော့သွားမှာမဟုတ်လို့များလားပေါ့เนาะအဲ့လိုမျိုးကိုကတော့ဖြည့်တွေ့လိုက်တာပေါ့အဲ့အချိန်မှာသူကဘာလို့စပြောလဲဆိုတော့အမ်ဘာလဲကန်တော်လေးရတဲ့မျက်စိစီကံနဲ့တိလာတယ်ဆိုတော့မတိဘူးလို့အဲ့လိုပြောလိုက်တော့ကိုလည်းတကယ်မတိဘူးဟိုသူကဘာကားရောက်လဲတဲ့ဆိုတော့အမ်ပြောတတ်ဘူးလို့အာသူကပြောတယ်ကားစီအောင်မေးချင်ရင်ကမတင်တယ်ဟုတ်ဟုတ်ကဲလို့ပါညာပေါ့เนาะကိုကအေးအေးအေးစစေးလေးပေါ့เนาะ တန်တန်လေးဟိုတန်တန်မြက်မြက်လေးဆိုတော့လဲအတခြားစိတ်လဲကိုမထင်ဘူးလေနော်အဲ့ဒါနဲ့အဲဒီလိုပဲ तू ပြောသမျှပြန်ဖြေတယ်ဖြေတဲ့ခါမှာ तू ကအဲကာသမလည်း तू တော့ထမိတာမဟုတ်ဘူးအဲ့ချိန်မှာ तू ကဘာပြောလဲဆိုတော့မျက်စိစီကန်တခါတော့ပြရင်နဲ့ဘလောက်ကုန်လဲပြီးတော့အဲ့မှာလာပြရတဲ့ကလေးဟိုကလေးတွေကပေါ့နော်အဖုန်းတွေအကြည့်များလို့လာပြရတယ်တခါပြရင်မနေဘူးဖုန်းတွေရမ်းမရှိနဲ့ဘာညာဘာလို့ပြောတာပြောတော့လူကြီးတယောက်အနေနဲ့ကိုပြောပြတော့ကိုကလည်းအာ ဟိုကောင်းကောင်းမွန်လေးပဲပြန်ပြောပြန်ပြီးတော့စကားပြောနေရပါတော့ပြန်ပြီးတော့ရေးလိုက်ငါလိုက်သူเจ้าနေလည်းအများကြီးပြောပြတယ်အာအများကြီးပဲဆိုတော့သူအလုပ်เจ้าနေရပါတော့အများကြီးပြောပြတော့အာပို့ကလည်းဘာပြောပြောလူကြီးသူမှဆိုတော့တရုတ်တတိပဲဆက်ဆံပြီးတော့음သူပြောသမျှလေးရေးလိုက်ငါလေးလိုက်နေရပါတော့အဲ့ချိန်မှာတမတ်တိုင်နှမတ်တိုင်လောက်လဲရှိရောသူကသူ့ရဲ့လက်ကိုပေါ့နော်ပို့ရဲ့ဒီဘာလဲဘာလဲဒီ brain box ဘေးနားကိုဖောင်ဖောင်ဘေးနားကိုသူကလည်းထောက်ပြီးတော့ထောက်လိုက်တော့ဩဒါ ကွာလူကြီးမလို့ပေါ့နော်ဒါအမိတွေ့သူလှမ်းကြိုင်တယ်လို့ကွာထင်လိုက်တယ်ပေါ့နော်အဲ့ဒီလက်ကိုသတိမထားမိသေးဘူးအဲ့ချိန်မှာ तू ကပို့ဘာစပြောလဲဆိုတော့ဟုတ်ပါတဲ့တယောက်ထဲသွားလို့ရှိရင်တဲ့ဒီတိုင်းမနေနဲ့တဲ့ဖျားစာလေးရိုးတဲ့ပုံနဲ့တဲ့နိုင်ငံဆာမီတမန်တဲ့နိုင်ငံဆာမီတန်ငါတဲ့နိုင်ငံဆာမီရှုဆိုတော့အဲ့ဒါ तू ကမက်တက်ထားတာဖြစ်တဲ့အတွက်မက်ထဲကနေပြီးပြောတာဆိုတော့အတန်မကြောက်တူတူလေးပဲပြောတာဆိုမကြောက်တော့ကွာအဲ့လိုမျိုးလေးကတ်ပြီးတော့နားထောင်နေတဲ့ချိန်မှာဟိုသူ့ရဲ့လက်မောင်းကိုရှုတလို့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့ချိန်မှာ तू ကလည်းအဲ့လိုပဲအုံးကြောက်လောက်ပြောနေရအစုံနေရပေါ့နော်စုံနေရချိန်မှာကိုက အရင်ဘလို့ဖြစ်လာမှမသိဘူးအာမူးလာပြီးတော့ထူးထူးပူဖြစ်လာတဲ့အချိန်မှာကိုစိမက်မှတ်တိုင်မရဘဲနဲ့မရောက်သေးပဲနဲ့ပေါ့နော်ထားရက်လိုက်တယ်ပေါ့နော်အဲ့အချိန်မှာအာထားရက်ထားရက်တဲ့အချိန်မှာသူကအာတော့မလို့လာရဲဆိုတော့ဟုတ်ကဲလို့ဆိုပြီးအဲ့သူ့ကိုကြော်ပြီးတော့ဆင်းအဲ့နဲ့ကိုကထားထားပြီးတော့ဆင်းမှုတော့လုပ်တယ်ပေါ့နော်သူကလည်းတည်တယ်ကိုစိမက်မှတ်တိုင်မရောက်သေးဘူးဆိုတာတည်တယ်ကိုကလည်းထားရက်တယ်ဆိုတာဒီတရက်နှစ်ခု ရွတ်နေတဲ့အချိန်မှာသူရွတ်တာကိုလိုက်ရွတ်နေတဲ့အချိန်မှာကိုယ်စိတ်ကိုယ်စိတ်ထဲမှာအာလွတ်ချင်တယ်လို့လို့ကြောက်ရင်းတယ်လို့လို့အဲ့လိုမျိုးမူးလာတယ်လို့မျိုးဖြစ်လာလို့ကိုယ်လည်းထရက်လိုက်တာစိတ်မမှတ်တိုင်းတော့မရောက်သေးဘူးနော်အဲ့နဲ့သူ့ရှေ့ကနေပြီးတော့ကိုယ်စိတ်မို့အတွက်ကိုထသွားတယ်ထသွားတော့မှတ်တိုင်းမရက်သေးဘူးလေမရက်သေးတဲ့ခါမှာလူကစိတ်ကအဲကြောက်ရင်းတယ်လို့လို့အဲ့လိုမျိုးကြောက်ခဲ့တယ်ဖြစ်နေဖြစ်နေတော့ဘာလို့မှမသိဘူးနော်ငါဘာလို့မကောင်းမလဲအဲ့ဒါဒီမှာရက်နေရတဲ့တယောက်ကိုအမောက်တစ်ချက်လောက် တစ်ချက်လောက်ပုတ်ပေးပါဘောနော်တစ်ချက်လောက်ထုတ်လိုက်ပါလို့ဆိုတော့သူကဟမ်းနေဆိုသူလည်းကြောင်သွားတယ်မဟုတ်ဘူးလို့အမောက်တစ်ချက်လောက်တစ်ချက်လောက်ရိုက်ပေးပါဘောနော်ဆိုတော့သူလမောက်နှစ်ချက်လောက်ရိုက်လိုက်တယ်အဲ့ချိန်မှာနည်းနည်းစိတ်ကဒီမှာလည်းလူရှိပြီလေနော်သူ့ကိုလှမ်းကြည့်လိုက်တော့အဲ့တော့ရကိုတော်ကိုတော်လှည့်မကြည့်ဘူးသူအဲ့လိုမျိုးသူကတို့လည်းတိသွားပြီဟိုကိုတိသွားပြီဆိုတော့သူတိခဲ့ပုံစံမျိုးနဲ့သူရှေ့ကိုပဲကြည့်နေရအဲ့နဲ့အဲကမတန်ရက်လိုက်ရက်ကဆင်းသွားတယ်ဗောနော်ကိုဆင်းသွားတယ်ဗောဆင်းသွားတဲ့အချိန်မှာအဲ့အဲ့ဒီလည်းစိတ်တွေကရောက်ရက်ခတ်ပြီးရောက်ရက်တွေဖြစ်နေဗောနော်အဲ့နဲ့ ူတူစင်းနဲ့ဆွမ်းနတရားသူအဲ့လိုမျိုးပုတ်ခနေတာမဟုတ်ဘူးလို့အမကလည်းတူစင်းတူစင်းမိမိနဲ့တူတယ်လို့ဆွမ်းတော်ကြီးကစကားရလာပြောပြီးအမဘာဖြစ်သွားမလဲမသိဘူးလို့အဲ့လိုမျိုးအဲ့လိုပဲပြောပြနိုင်တယ်ဖြစ်ချမ်းကုန်စင်သူ့ဘာမှပြောနိုင်တော့အဲ့နဲ့တမတ်တန်လောက်လို့သိရလေစပရစ်ကိုရောက်ဖို့အတွက်ကိုကလည်းထပ်မစီးနိုင်တော့သိရမလားဒီစပရစ်ကိုငါဆက်သွားမယ်ပေါ့အမတက်ဝါဝါရှူဝါဝါရှူပြီးတော့စပရစ်ကို လမ်းလျှောက်သွားတာပေါ့နော်အဲလမ်းလျှောက်သွားတဲ့အချိန်မှာလာမိတော့ပါတည်းရဲ့ကိုကိုကိုလေးအမလဲငါဒီဒီအမှတ်တိုင်ထိတာပေါ့နော်ဟိုကိုစင်းအမှတ်တိုင်မရောက်သေးဘူးဆိုပြီးတော့ဆက်ပြီးတော့ဒါအဲ့အတော်ကြီးရွရွပြနေပြောပြနေတာကိုငါဆက်ပြီးနားထောင်ပြီးတော့သူ့လက်မောင်းကိုရှူသွားမိဘယ်လောက်ထိအောင်ဖြစ်သွားမလဲအခုကမိနစ်ပိုင်းလေးနော်တရဏကုံ၃ချော့မိနစ်ပိုင်းလေးကိုဒါမှဘယ်လောက်ထိစိတ်ကရောက်ရက်ခတ်သွားတာဆိုတော့ပေါ့နော်ဒီအဲ့ထိတာရှူမိလို့ရှင်ဘယ်လောက်ထိအောင်မှ ဖြစ်သွားမလို့ခုခုမတွေ့ရဘူးပေါ့နော်အဲအဲ့တော့အဲ့ဆောင်တချို့တွေတူစည်းမိတယ်တချို့တွေအဲလူပျောက်သွားတယ်ဘယ်လေးပဲခဏသွားမလို့အဲပျောက်သွားတယ်ဆိုတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဂျုံဂျုံရတာတွေဒါအခုကိုတွေ့မလို့ကိုကသတိကြီးကြီးကတ်သွားလို့သတိစိတ်ဝင်သွားလို့ပေါ့နော်အသိစိတ်ကကတ်သွားလို့ပေါ့နော်ညံလို့ပေါ့နော်နှုတ်မလို့ရှင်တော့အခုကိုသတိမထားမိသွားရင်တော့သွားပြီး အခုချိန်မှာဒီလိုတော့ရိုက်ပြနေနိုင်မှာမဟုတ်တော့ဘူးပေါ့နော်အဲ့နဲ့ separate ကိုရောက်သွားတော့ဝယ်ဖို့အတွက်ကိုဝယ်ဖို့တော့မသွားနိုင်သေးဘူးအဲ့အဲ့ဝင်ဝင်ချင်းမှာဒီဗာလဲ play berry လေးတွေပေါ့နော်အဲ့ဒါလေးလိုက်ကန်ပြီးတော့ငါတော့ဝိုင်းမှာမဟုတ်ဘူးငါဘာဝယ်မလို့လဲပေါ့နော်အဲ့လိုအဲ့လိုမျိုးကိုစဉ်းစားနေကြမှာဘေးမှာဝင်နေကောက်မှလေးရှိရောအဲညီမလေးအမတို့စေးမိလာတယ်ပေါ့နော်အဲ့ဆောင်မလို့ အော်ဟိုလမ်းမှာလို့လို့ဗာလေလူတွေတွေ့လို့ရှင်လို့စကားလာပြောရင်လို့ရုံစားပြီးမပြောမိစင်းနဲ့ဗာညာအဲ့လိုသူပြောပြတော့သူကအမရဲ့ရှူစေးရှူမလားတဲ့ဆိုတော့အေးရှူစေးလေးနည်းနည်းလေးပေးပါဆိုသူစီကရှူစေးရှူပြီးဖျက်ချကုန်စင်ပြောပြပြီးတော့မှကုလို့ရှင်တာဝယ်ပြီးတော့မှပြန်လာတယ်ပေါ့နော်ပြန်လာတဲ့အထိအခုချိန်ထိလဲစိတ်ကကြောက်ကြရဲ့အရန်လဲအိတ်ချင်တာတနေကုန်လဲအိတ်တတညနေလုံးလဲအိတ်တယ်အခုလဲအဲ့ရနိုးလာလို့ဒါလေးကိုရှိုက်ပြီးတင်ပြတာပေါ့အဲ့တော့တူစေးအန်ရဲ့ဘလောက်ထိပေါ့နော်စက်ဖို့ကောင်းတယ်ဆိုတာပေါ့နော်ဒါကိုတွေ့ကြုံလို့ပြောပြတာပေါ့နော် တကယ်လို့ဒါကိုစစ်မမှတ်တိုင်းအထိကိုဒီသူ့ရဲ့လက်မောင်းကိုရှူမိသွားလို့ရှင်ဘယ်လောက်ထိအောင်ဖြစ်သွားမလဲဆိုတာမတွေးရစရာပေါ့နော်အဲ့ဒီစေးကခဏလေးမိနစ်ပိုင်းလေးရှူလိုက်မိတာတော့မှာတနေလုံးတက်ညတနေလုံးတညနေလုံးအခုညအထိပေါ့နော်အဲ့လိုမပြီးနိုင်ဘူးပေါ့နော်အဲ့အစေးအရှင်ကအာအဲ့ရှင်လားအဲ့ရှင်လားဆိုတာလေအခုလည်းအဲ့အဲ့ရန်တို့လိုဒီဗီဒီယိုထားရိုက်တာပေါ့နော်ကျန်တဲ့သူတွေအခုလိုမဖြစ်အောင်လို့စင်စင်လို့ရအောင်လို့ပေါ့နော်အထူးသဖြင့်တော်ကြီးရွယ်တွေကပုံများတယ်လို့ပြောတယ်ဘာလို့ဆိုတော့အဲ့ separate မှာပေါ့နော်ဝင်တဲ့ကောင်မလေးရဲ့ရှူစေး ရှူနေနဲ့ကို့အကြောင်းအရာပြောပြတော့သူတို့ကပြောတယ်ဟုတ်တယ်တဲ့အမားရဲ့အဲ့အတော်ကြီးတွေကပို့ဆိုးတယ်လို့ပြောတယ်အဲ့တော့အဲအဲ့လိုမျိုးတန်တန်ပြန်ပြန်နဲ့ပေါ့နော်ဒီလိုမျိုးကို့အမေရွယ်ကို့အတော်ရဲ့စကားလာပြောပြီးဆိုလို့ရှင်တတိထားပါဟိုဘယ်လိုပြောမလဲလို့အဲ့လိုအဲတခုလာမေးတာကနေမတခုကနေနှခွန်းစားနှခွန်းစားနေကိုနဲ့မသိပဲနဲ့သူတို့အကြောင်းအရာတွေပြောပြလာပြီးအဲသူတို့ကို့ကို့နဲ့မသိပဲနဲ့သိရမလား အရင်ရင်းနှီးတွေပြောလိုက်ပြီဆိုလို့ရှိရင်တတိထားပေါ့နော်အဲအဲ့ဒါကြောင့်အရင်ကဆိုလို့ရှိရင်ဒီတိုစီးမိသွားပြီးတော့ပျောက်သွားမယ်မသိဘူးပျောက်သွားတယ်ပြန်တွေ့တဲ့ခါမှာကြောင်တောင်ဖြစ်နေတယ်ဆိုတာရင်တကယ်အခုကိုတွေ့ကြုံတော့လက်ခံသွားပြီပေါ့နော်အဲသူတို့ဘယ်လောက်ထိအောင်ရှုလိုက်မိလဲဘယ်လောက်ထိအောင်မှအာဘယ်လိုတောင်မှစီယုံခံလိုက်ရလဲမသိဘူးပေါ့နော်တချို့ဆိုပစ္စည်းတွေပါသွားတယ်အဲ့လိုမျိုးတချို့ဆိုလို့ရှိရင်ပစ္စည်းပါသွားပြီလူကြောင်ပြီးတော့ပြန်တွေ့တာတော်သေးရလေတချို့ဆိုလို့ရှိရင် အပျောက်ဖြောက်လိုက်တာကြီးလည်းရှိရပေါ့နော်အဲ့တော့အရင်အန္တရာယ်များတယ်ပေါ့နော်အဲ့တော့တတိကြည့်ကြည့်ထားပါတမညာတီး ဆောင်ထားပါရှူစည်းဆောင်လာပါပြီးလို့ရှိရင်အဲ့လိုမျိုးစကားလာပြောပြီးဆိုရင်ကိုစကားပြောနေတဲ့တမန်တီးလေးပွရှူတာမျိုးအဲ့ရှူစည်းလေးရှူတာမျိုးလောက်ပါပေါ့နော်ဒါဒီနေ့ကိုတွေးကြုံခဲ့ရတာဖြစ်တဲ့အတွက်အရန်လဲလှန့်တယ်ပေါ့နော်အမလီထပ်ပြီးတာလို့သူနဲ့စကား ြောသူဆိုပြနေတာကိုကိုလိုက်ရွနေလို့ရှင်ခါရီတော်ဖြစ်သွားမယ်မသိဘူးဆိုပြီးတွေးပြီးတော့တာမှာဟိုကြောက်တာမပြေဘူးကောနော်အဲ့ဒါအဲ့ဒီ spread ကနေအိမ်ရောက်လာတဲ့ ठी လဲလူကစိတ်ကကြောက်ခဲ့ဖြစ်တော့အဲ့တူစေးမိပြီးတဲ့နောက်ပိုင်းအဲ့လိုလေးစိတ်ကြောက်ခဲ့တဲ့ဖြစ်တာရဲ့အဲ့ဒါကြီးလေအာပြောမယ်ဆိုလို့ရှင်ဗာစေးတွေနဲ့မို့လို့ဘလောက်တောင်စွန့်လဲတော့မသိဘူးကောနော်သတိထားစဉ်းကျင်နိုင်မှုပါပေါ့နော်အာအဲ့ဒါကိုပြပြချင်တာပါအာပြီးတော့ဒီရက်ပိုင်းမှာလုံးဝပေါ့နော်မအားလက်နေလို့ comment လေးတွေ reply မပြန်ပေးဖြစ်တာလဲအာနားလည်ပြီးပါလို့ပြောချင်ပါတယ်ပေါ့နော် Tava mexendo.